အလေးမလေးချင်းကလောက်တယ်ဆိုတော့မဆယ်ကြီးထွားအောင်လေးချင်းကလောက်တာပါပေါ့မဆယ်ကြီးထွားအောင်လေးချင်းကလောက်နေစင်မှာပဲကျွန်တော်တို့ကမဆယ်ကိုဖြတ်စည်းအောင်လုပ်နေတယ်အဲ့ပေါက်နဲ့ဖားကောက်တလို့ပေါ့လေနော်โอเคเสียอ่ะဆိုရင်ကျွန်တော်နောက်တစ်ခုအနေနဲ့ပီဘော့ကောက်အဲဒါရက်ရဲ့အရေးပါပုံပေါ့နော်ပီဘော့ကောက်မီရဲ့အရေးပါပုံရယ်ပြီးွားရင်ကျွန်တော်တို့ပီဘော့ကောက်အဲ ဒါရက်ကဘလောက်အရေးပါပါစားတင်လဲပေါ့နော်တချို့ဆိုလဲအဂျင်မဆော့ခင်မှာတချို့သူဘာမှမစားလာပေါ့နော်အော်တချို့သူလဲစားကျင်နိုင်စားလာတယ်အဂျင်ရောက်လာတယ်တချို့လဲပရီဘော့ကောင်မီးဆိုပြီးတော့တေချာအဒီဒေးသတ်မှတ်ပြီးစားတယ်ပေါ့နော်အဲ့တော့စားတဲ့လူနဲ့မစားတဲ့လူရဲ့အဲဘာကြီးကွာချလဲကျွန်တော်တို့ဘာကြောင့်စားတင်တာလဲပေါ့ဟုတ်ပြီ အဲ pre workout အတွက်ကကျွန်တော်တို့လေ့ကျင့်ခန်းမလုပ်ခင်အရေးပါဆုံးအစားအစာကိုပြောရမယ်ဆိုရင်ကျွန်တော်ကာဘိုဟိုက်ဒရိတ်ပေါ့နော်ဟုတ်ကဲ့ကာဘိုဟိုက်ဒရိတ်ကိုဘယ်လောက်ထိရှားရမလဲဆိုတော့ကျွန်တော်ကာဘိုဟိုက်ဒရိတ် protein ratio 3ချို1 4ချို1လောက်ထိစားပေးဖို့လိုတယ်ပေါ့နော်အဲဘာကြောင့်စားရလဲဆိုတော့ usual လေးရှိရယ်ပေါ့နော်အဲတစ်ချက်ကတော့ကျွန်တော်တို့ဒီအလေးမလေ့ကျင့်ခန်းတွေလုပ်တယ်အားကစားလုပ်တဲ့အခါမှာကျွန်တော်တို့စွမ်းအင်ကိုကာဘိုဟိုက်ဒရိတ် glucose ကနေရတယ်ဒါဆရာလည်းသိတာပဲနော်အဲ glucose ကနေရတော့ကြတော့ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့က pre work out မှာဒီလေ့ကျင့်ခန်းမလုပ်ခင်မှာဒီ carbohydrate ကိုပြပြဝဝမစားထားဘူးဆိုရင်ကျွန်တော်တို့က performance ကောင်းကောင်းမပြနိုင်တော့เนาะလေးကောင်းကောင်းမမနိုင်တော့အဲ့အဲ့တစ်ချက်ကအဲ့ဒါပဲကျွန်တော်တို့ဒီလေ့ကျင့်ခန်းကောင်းကောင်းမနိုင်ဘူး performance ကောင်းကောင်းပြနိုင်ဖို့အတွက် carbohydrate က pre work out မှာလိုးကိုလိုအပ်တယ်เนาะဟုတ်ကဲ့ဟုတ်ဒီတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဆိုပါဆိုเนาะ carbohydrate မစားဘဲနဲ့အသားတွေကြီးပဲစားလာတယ်စားလာတော့ကျွန်တော်တို့ဒီလေးမလေးကျင့်ခန်းတွေလုပ်တဲ့အခါမှာ energy ကိုဘယ်ရရလဲဆိုတော့ ကျွန်တော်ကာဝိုက်ဒရိတ်မရှိတော့မရှိတော့ကြတော့ပရိုတင်းကနေခွဲရတယ်ကျွန်တော်တို့စားတဲ့ပရိုတင်းနဲ့တင်ပဲမလုံလောက်ဘူးအဲ့တော့ဘယ်ကနေယူသုံးရလဲဆိုတော့ကျွန်တော်တို့ကြွက်သားတွေကနေဖြူခွဲပြီးတော့ယူသုံးရတယ်ဟုတ်ကဲ့အဲ့တော့ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ကလေးမလေးချင်းကန်လောက်တဲ့ဆိုတော့မာဆယ်ကြီးထွားအောင် လေးချင်းကန်လောက်တာပေါ့ဒါပေါ့မာဆယ်ကြီးထွားအောင်လေးချင်းကန်လောက်နေစင်မှာပဲကျွန်တော်တို့ကမာဆယ်ကိုဖြက်စီးအောင်လောက်နေပြန်ပြီးတော့ဆုံးရှုံးအောင်လောက်နေအဲ့ဒါနဲ့တူတာပေါ့နော်အဲ့တော့အာအိတ်ပေါက်နဲ့ ဖောက်ောက်တလို့ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ pre workout ောက်မှာကာဘိုဟိုက်ဒရိတ်ကို3ချိုး1 4ချိုး1ဒီပရိုတင်းရဲ့ ratio မှာ3ချိုး1 4ချိုး1အထိစားပေးရမယ်ဆိုတာဒါအရေးအရန်ကိုရေးကြည့်ရပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ diet မှာဆိုကျွန်တော်တို့မေ့နေကြတဲ့ဟာလေးရှိရေရေပေါ့အာနော်ရေကရေဓာတ်ပြည့်ဝနေဖို့လိုအပ်တယ်ဟုတ်ကဲ့ရေဓာတ်1%ကျွန်တော်တို့ဆုံးရှုံးတာနဲ့ဘာဖြစ်လဲဆိုတော့အာ performance က 20 to 30%ရော့ကျရတော့တွားရဆိုပြီးတော့ဒီသူတည်စနာမတန်းနေရတယ်ကအေးပြီးရနော်အဲ့တော့ကျွန်တော်တို့က walk out မလုပ်ခင်မှာဘာလုပ်ရမလဲဆိုရေတက်ပြည့်ဝနေဖို့လိုပဲအဲ့ဒါလေးကဘာဖြစ်လဲဆိုတော့ဟိုလူတော်တော်များများသတိမထားမိတဲ့အရာလေးပေါ့ဒါပေမဲ့အဲ့ဒါလေးကအရင်အရေးကြီးတဲ့အချက်လေးပေါ့နော်အဲ့ဒါလေးအဲ့ဒါလေးကိုလည်းကျွန်တော်တေချာလေး emphasize လုပ်ပြီးတော့ပြောချင်ပါတယ်နော်ဟုတ်ဟုတ် okay အဲ့ဆိုရင်ကျားအဆိုရင် pre workout အတွက်ဘယ်လိုအစားအစာမျိုးတွေကိုတေချာရွေးချယ်ပြီးစားသောက်ရမှာလဲဟုတ်ပြီအဲ pre workout အတွက်က ဟိုအချိန်ပေါ်မှုတရားပေါ့နော်ကျွန်တော်ဟိုလေ့ကျင့်ခန်းမလုပ်ခင်နှစ်နာရီသုံးနာရီအလိုဆိုရင်တော့ဒီ main meat တွေပေါ့နော်ကျွန်တော်ဟို glycemic index နဲတဲ့အစားအစာတွေ glycemic index နဲတဲ့ဆိုတာပါလဲဆိုတော့ကျွန်တော်တွေးတွင်းတကြားဓာတ်ကိုဖြည်းဖြည်းချင်းမြင့်တင်ပေးတယ်ပြီးတော့ကျွန်တော်တို့ဒီ workout လုပ်နေတဲ့တစ်ချိန်လုံးမှာဟို steady state တစ်ခုဖြစ်အောင်တည်ငြိမ်စွာထိန်းပေးနိုင်တဲ့အစားအစာမျိုးပဲနော်ဘာလဲဆိုတော့ကျွန်တော် ဟိုထမင်းနဲ့အသားနဲ့ဒီဒီမိမိအစားစားတွေပေါ့ထမင်းနဲ့အသားနဲ့စားတာမျိုးအာလူးပဇွန်းဦးပေါ့နော်ဒါမျိုးပြောင်းဘူးတော့ပေါ့နော်ဒါဒါတွေကို glycemic index နည်းတယ်ဆိုရဲဟာပေါ့နော်အဲ့ဒါတွေကိုအဓိကရွေးချယ်ပြီးစားသုံးရမယ်ပေါ့နော်အဲလေ့ကျင့်ခန်းလောက်ခံဒီမိနစ်30ဒီတနားကြီးအလိုဆိုရင်တော့ကျွန်တော်တို့ကဒီတွေးတွင်းတကြားတက်ကိုချက်ချင်းမြင့်တင်ပေးတဲ့အစားအစာတွေဖြစ်တဲ့ glycemic index များတဲ့အစားအစာတွေပေါ့နော်ဥပမာအနေနဲ့ပြောရင်ကျွန်တော်တို့ဟိုပါပေါ့ အဲပါမုံပါမုံတို့ကြောက်ဦးကြောပါမုံကြောက်ဦးကြောတွေစားတာတို့ကျွန်တော်တို့အုတ်မီနဲ့ဒီဝေးပရိုတင်းနဲ့ရောတောက်တာလို့ပေါ့နော်အဲငပြောသီးနဲ့ဒီဝေးပရိုတင်းနဲ့ရောတောက်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးတွေလုတ်ပေးတင်တယ်ပေါ့နော်အဲနောက်တစ်ခုရှိတာကအဲ့ဒီ glycemic index များတဲ့အစားအစာတွေကဘာဖြစ်လဲဆိုတော့ဟိုသူ့ရဲ့သဘောတဘာဝကကျွန်တော်တွေးရင်းတကြားတဲ့ကိုချက်ချင်းမြင့်တင်ပြီးချက်ချင်းမြင့်တင်ပြီးပြင်ဘာဖြစ်လဲဆိုတော့ချက်ချင်းပြန်ကြတဲ့သဘာဝရှိတယ်အော်ဟုတ်ကဲ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ ဲ့ဒီကြတဲ့ချိန်မှာမောပန်းနွမ်းနယ်သွားတယ်အဲ့တော့အဲ့ဒီကောင်တွေကိုလည်းအလွန်ကြုံကြီးဒီ pre workout မှာက energy ရှိအောင်အများကြီးစားမယ်ဆိုတော့လုံးနေပေါ့နော်ပုံမှန်လေးပဲစားတင်တယ်ပေါ့နော်အဲအနည်းချုပ်အနေနဲ့ပြောရရင်တော့ကျွန်တော်တို့ pre workout အတွက်ကတော့အဲအရေးကြီးဆုံးအရှိဟုတ်ကဲ့ရေကိုပြည့်ပြည့်ဝဝပြည့်နေဖို့လိုရယ်နော်ဒုတိယချက်ကကာဘိုဟိုက်ဒရိတ်ကအဓိကဟုတ်ကဲ့ကာဘိုဟိုက်ဒရိတ် protein ratio ကို3:1 4:1လောက်ထိစားပြပါလို့ရယ်နော်ဟုတ်ကဲ့ဟုတ်